မြေမျိုးရဲဆိုတာကတကယ်ရှိခဲ့သလားအခုခေတ်မှာရောရှိသေးလားအားလုံးပဲမင်္ဂလာပါတိတ်ပံလေးကြတွေးမယ်ဆိုရင်တော့မြေမျိုးရဲဆိုတာကတကယ်ဖြစ်နိုင်ပါမလားဘာကြောင့်မြေမျိုးတာလဲတကယ်ရောတီးဖြစ်ရတွေကရှိခဲ့ဘူးသလားစတဲ့မိဂုလင်းနဲ့ပတ်သက်ပြီးမြန်မာဗုဒ္ဓဝင်တမိုင်းထဲမှာအမှန်တကယ်ဖြစ်ခဲ့ဘူးတဲ့အကြောင်းအလေးတွေကိုအချင်းအဖြစ်တင်ဆက်ပေးရပါတယ်ဗုဒ္ဓဘုရားရှင်လက်ထက်မှာမပြင်းမသင့်တဲ့မပြင်းမအပ်တဲ့ပုံကိုယ်တွေကိုစော်ကားခဲ့တဲ့အတွက်အရှင်လက်လက်မြေမျိုးခံရသူ၅ဦးရှိခဲ့ပါတယ်မိလင်တာပစ္စပါဠိတော် တရားရှိတဲ့မှာလဲဂေါရမဘုရားရှင်တဏ္ဍာရတော်တွင်မှာအရှင်လက်လက်မြေမျိုးခင်ရသူ၅ဦးရှိတဲ့အကြောင်းဖော်ပြထားပါတယ်အဲဒီလို၅ဦးကတော့စိန်စမာနတုပ္ပဗုဒ္ဓအရှင်ဒေဝရက်နန္တကဘလူနဲ့နန္တလူလင်တို့ပဲဖြစ်ပါတယ်စိတ်ဓမာနစိတ်ဓမာနကတော့ဘုရားရှင်လက်ထက်မှာတိတ်တိတ်ဆရာတော်ကြီးတွေရဲ့စေခိုင်းမှုတွေကြောင့်မြတ်စွာဘုရားရှင်အားအမျိုးမျိုးဖော်ပေါ်ဆွဆွဲခဲ့သူတို့ဖြစ်ပါတယ်အဓိကကတော့စိတ်ဓမာနက လူအများကမြတ်ဗုဒ္ဓကိုထင်လွှဲမှားစေဖို့အတွက်ရည်ရွယ်တာကြောင့်ပဲစေနာမာနဟာညနေနေဝင်တီရောမှာဖះအကြောင်းဝဲတွင်ဝင်သွားပြီးမနေ့ဆောစောလူအများဖះဝိပုဖို့လာတဲ့အချိန်မှာဖះအကြောင်းကနေပြန်ထွက်လာတဲ့ပုံစံပြခဲ့ပါတယ်အချိန်အတော်တန်ကြာတဲ့အခါမှာစေနာမာနကယဟန်ဂေါတမနဲ့ညီဆွန်းပြီးပရိသတ်တွေရတဲ့ပုံစံပြဖို့အတွက်သူ့ရဲ့ဝိုင်းပိုင်မှာပြင်ချက်ကိုချင်တော့ပြီးကိုဝင်းတဲ့ဟန်ဆောင်ခဲ့ပါတယ်အဲဒီနောက်စေစာမာနက ဇေဒဝန်ကြားမှာတရားဟောကြားတော်မူနေတဲ့ဘုရားရှင်ကိုပရိသတ်များရဲ့ရှေ့မှာပဲဆွဆွဲခဲ့ပါရယ်။အလုံးစုံကိုသိမိတဲ့မြတ်ဗုဒ္ဓကမေတ္တာတရားနဲ့အသီးခံတော်မူနေပေမဲ့မတရားမှုကိုလက်မခံနိုင်တော့တဲ့နှသား၄ယောက်တို့ကကြွများတင်ဖန်ဆင်းပြီးစိတ်ဆာမာနရဲ့ကိုပင်အတုကိုကိုက်ဖြက်ကာအမှန်တရားကိုဖော်ထုတ်ပေးခဲ့ပါရယ်။အဲဒီခါမှပဲတရားနာပရိသတ်တွေကအဖြစ်မှန်ကိုသိမြင်ကထိုမျိုးသမီးကိုရိုက်ပုတ်ပြီးကျောင်းပြေကိုနှိမ့်ထုတ်လိုက်ကြပါရယ်။ စိစမာနကဘုရားရှင်ရဲ့မျက်ွယ်ရက်စီကိုရောက်တဲ့အချိန်ခဏအတွင်းမှာပင်မိမျိုးခံခဲ့ရပါရီမဟာပထဝီမြေကြီးကနှစ်ချမ်းခွဲသွားပြီးအဝိစိငရဲမှာမိရှံများကစိစမာနအားရစ်ပရင်အဝိစိငရဲစီကိုခေါ်ဆောင်သွားခဲ့တာပဲဖြစ်ပါတယ်။နှစ်တုပ္ပဗုဒ္ဓတုပ္ပဗုဒ္ဓကဘုရားရှင်တိတ္တမင်းသားဘောအစီတုံးကတော်ဆက်ခဲ့ရတဲ့ရောက်ခမတကြတာကီဝင်းမင်းမျိုးဖြစ်ပါတယ်။ဒေဝရန်နဲ့ရတ္တရာတို့ရဲ့ဖခင်ဖြစ်တယ်လို့ပဲ တိတ္တမင်းသားရဲ့ဦးကြီးတော်လည်းပြောဆက်ခဲ့ပါတယ်။တုပ္ပဗုဒ္ဓဟာသူတော်မောင်တိတ္တမင်းသားဖျားဖြစ်ကိုရောက်ပြီးနောက်ပိုင်းသမီးတော်ရေတော်တရားကိုထားခဲ့ပြီးဒါတော်ဒေဝရက်ရဲ့ရန်သူအရာမှရှိခဲ့ခြင်းမိမိတဲ့အတားဖြစ်ငွေရဲ့သူသူတော်တရားအပေါ်မှာရိုသေလေးစားမှုမပြုလို့တဲ့စိတ်စတဲ့အကြောင်းများနဲ့ဘုရားရှင်အပေါ်မှာရန်ညှိုးထားသူတူဖြစ်ပါတယ်။ဒီနေ့မှာတော့ဘုရားရှင်ဆုံးခံကြတော်မူရာလမ်းကိုပြည့်ပင်ထားစေခဲ့ပါတယ်။ အဲ့လိုဘုရားရှင်တို့ရဲ့လမ်းကြီးတွေကိုနှောက်ရှက်ဖြစ်စေတာကိုကြောင်းပြုပြီးဘုရားရှင်ကဥကြီးတို့ဟာဤအကုသို့ကြောင့်ခုနှစ်ရက်လွန်တဲ့အခါမှာပြတ်သက်ချင်းရင်လေကားရင်တွေမြေမျိုးခံရမည်ဖြစ်ကြောင်းမိန့်တော်မူခဲ့ပါတယ်။ဒီအကြောင်းကိုတုပ္ပဗုဒ္ဓကြားသိတဲ့အခါမြတ်စွာဘုရားရဲ့စကားတိုင်းမဖြစ်အောင်နေပြီးမုဒ္ဒဝါဒနဲ့ဆွဆဲမယ်လို့စိတ်ထဲမှာတီးထားလိုက်ပါတယ်။ဒါကြောင့်မဲဘုံခုနှစ်ဆင့်ရှိတဲ့ပြတ်သက်ထက်မှာပဲနေခဲ့ပါတယ်။ဒုဗိမဲ့လေခုနှစ်ရက်မြောက်တဲ့နေ့မှာရှင်ဘရင်ရဲ့မင်္ဂလာစီးတော်မြင်းကြီးက မိဟီကတောင်းရနေတာကိုအကြောင်းပြုပြီးစီတော်မြင်းကို တားစီထင်းထင်းဖို့တွေ့တုပ်ပဗုဒ္ဓကသတိလက်လွတ်နဲ့ပြတ်သက်ထက်ကနေစဉ်သက်မိရာကနေလေကားချင်ရင်အရောက်မှာပဲမိမျိုးပြီးအဝီစီငရဲစီကိုကြောက်ရောက်ခဲ့ပါတယ်ဖျားရှင်တို့ရဲ့စကားတော်ကလွဲချော်ရိုးထုံးစံမရှိတဲ့တရောက်ခုနှစ်ရက်မြောက်မှာမိမျိုးခင်ရမယ့်တုပ်ပဗုဒ္ဓဟာလည်းမဖြစ်မနေအကြောင်းဖန်ကကံကြမ္မာကိုရှောင်နေမြပါပဲမိမျိုးကအသက်သေးဆုံးခဲ့ရတာပဲဖြစ်ပါတယ်၃အရှင်ဒီဝရက ဒေဝရက်ကိုမြင်မြူတဲ့အကြောင်းကိုတော့အတော်များများကသိထားပြီးသားဖြစ်မှာပါမြတ်ဗုဒ္ဓရဲ့ရောက်ဖတော်ဖြစ်တဲ့ဒေဝရက်ဟာရဟန်းဖြစ်ကိုရရှိခဲ့ပြီးတဲ့နောက်ပိုင်းမိမိရဲ့နောက်ကရောက်လာခဲ့ကြတဲ့ရှင်သာယိဘုဒ္ဓတာနဲ့ရှင်မာမောကလန်တို့ကိုဘုရားရှင်ကအခတာဝကရာထူးများပေးအပ်လိုက်တဲ့အချိန်ကစပြီးဘုရားရှင်ပေါ်မှာရန်ညှိုးဖွဲ့ကတိုးပါလာခဲ့တာဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ဒေဝရက်ကဘုရားရှင်ကိုအမျိုးမျိုးသောနိလန့်နေနဲ့ဆန့်ကျင်ပြီးဘုရားရှင်ရဲ့ခန္ဓာမှာသွေးစင်းတရားဆောင်ရွက်ခြင်း ညညွတ်နေတဲ့ယဟန်တန်ဃာတွေကိုစိတ်ဝမ်းကွဲပြားတော့အောင်တန်ဃာတင်းခွေခြင်းစတဲ့ပြစ္ဆန္ဒတရိယကံတွေကထိခိုက်ပြီးတော့မှကျွလွန်ခဲ့ပါတယ်။ဒေဝရဟာမြတ်ဗုဒ္ဓနဲ့လမ်းခွဲပြီးသူ့ရဲ့နောက်ပါတပည့်များနဲ့တူတည်သက်နေထိုင်ပြီးမကြခင်မှာပဲယောဂဆွဲကက်လာခဲ့ပါတယ်။ရှင်ဒေဝရကအဲ့ဒီအချိန်မှာမိမိရဲ့အမားတွေပေါ်မှာနောင်တာတရားတွေဖြစ်ပေါ်လာတဲ့တွေ့သူ့ဘဝနေကုန်းမချုပ်ငိမ့်ခင်မြတ်စွာဘုရားဝင်းချတောင်းပန်ပြီးဖူးမြော်လိုကြောင်းတပည့်များကိုတောင်းပန်ခဲ့ပါတယ်။တပည့်များကလည်းဒေဝရကိုတန်းစင်ပေါ်တင်ပြီး ဖျားရှင်ရှိရာဇေဒဝန်ကျောင်းတော်စီကိုပို့ဆောင်နေစဉ်ကျောင်းပြင်းနားမှာရှိနေခဲ့တဲ့ရေကန်အနားရောက်ပါပဲ။တပည့်များကလည်းမောလာတဲ့အတွက်ထန်းစဉ်ကိုခဏချပြီးရေကန်ဘက်ကိုသွားကြပါလိမ့်။အဲဒီအချိန်မှာဒေဝရက်ကတပည့်တွေအပြန်အလာကိုမဆောင်တော့ဘဲဖျားရှင်ရဲ့ကျောင်းတော်စီကိုရောက်ဖို့အတွက်စိတ်ဆောပြီးကိုယ်တိုင်အားပြုကုန်းထရင်းနဲ့ထန်းစဉ်ဘော်ကအစင်းပါပဲ။မဟာပထဝီမြေကြီးကွဲရကအရှင်လက်ညီမျိုးခံခဲ့ရတာပဲဖြစ်ပါလိမ့်။၄နန္ဒကဘလူး နန္ဒကဘလူးဟာသူတော်ကောင်းစိတ်တဲ့အခန်းအင်မတန်မှနဲပါလာတဲ့ဘလူးဖြစ်ပါတယ်။ဒါကြောင့်မဲနန္ဒကဘလူးဟာအခြားသောကောင်းမွန်တဲ့သူတော်ကောင်းတွေအပေါ်မှာလည်းမနောကံအပြင်ဝစီကံ၊ကာယကံများနဲ့ကိုဋ္ဌိလျောက်အနိုင်ကျင့်စော်ကားတွေရှိပါတယ်။တဏီသောအခါမှာရှင်သာရိပုတ္တရာမထေရမြတ်ကြီးဂိဇဂုတ်တော်မှာတရားအထုတ်နေစဉ်အချိန်နန္ဒကဘလူးရောက်ရှိလာပြီးတရားအထုတ်ဖို့မရနိုင်အောင်နှီးမြွမြွနဲ့နှောက်ယှက်ပါတယ်။နောက်ဆုံးမထေရမြတ်ကြီးရဲ့ဥက္ကောင်းတော်ကိုကိုဋ္ဌိလျောက်နဲ့ရိုက်ဖို့တဲ့တိနှောက်ယှက်စော်ကားခဲ့ပါတယ်။ အဲ့ဒီအာကုသူအကျိုးကြောင့်ပဲမြေကြီးဟာကွဲရလာပြီးနန္ဒကဘလူးကိုအဝီစီငရဲကနေခေါ်ဆောင်သွားခဲ့ပါတော့။ဒါကတော့နန္ဒကဘလူးကလက်တွေ့ဘဝမှာသူတို့ကောင်းကိုစောကားမိတဲ့အတွက်အရှင်လက်လက်မြေမျိုးခံခဲ့ရတာဖြစ်ပါတယ်။နန္ဒလူလင်ဟာတကူရမှာအမြဲဆုံးဣတရဲဘွေရရန်နာထေရီမတူဖြစ်တဲ့ဩပတ်လဘထေရီမကိုစောကားခဲ့တာပါ။ထေရီမဟာတကူယုံကြည်မှန်းသာမကပဲဩပတိတမတတိနဲ့ပြည့်စုံတဲ့အတွက်ထေရီမဖြစ်ပေမဲ့ ပူရိသအများစုမှာစိတ်ဝင်စားမှုကိုအထူးခံရသူတူဖြစ်ပါတယ်။အဲလိုပူရိသတွေတဲမှာမှနန္ဒလူလင်လည်းပါဝင်နေပါတယ်။ဒီနေ့မှာတော့နန္ဒလူလင်ဟာလူသူကင်းပြီးသိစိတ်နေခြင်းမှာထေရီမရဲ့ចောင်းတင်ငန်းစီကိုခိုးယူဝင်ရောက်လာပြီးထေရီမကိုအာရမပြုခြင်းခဲ့ပါတယ်။ရဟန္တာဖြစ်နေတဲ့ထေရီမကိုစောကားမိတဲ့အာကုတ္တကံအကျိုးကြောင့်ပဲနန္ဒလူလင်ဟာအရှင်လက်လက်မြေမြိုခံခဲ့ရပြီးအဝီစီငရဲကိုကြာရောက်သွားခဲ့ပါတယ်။ဒါကတော့ဒိဋ္ဌဓမ္မဝေတရိယကံနဲ့ အကျိုးဆက်ဖြစ်တဲ့လက်ရှိဘဝမှာသူတော်ကောင်းကိုစော်ကားမိရာကြောင့်အရှင်လက်လက်မြေမျိုးခံခဲ့ရတဲ့ပုဂ္ဂိုလ်၅ဦးကြောင့်ပဲဖြစ်ပါတယ်။ဘလို့ပဲကိုးကွယ်တဲ့ဘာသာတရားတွေမတူညီကြပါမလဲ။လောကကြီးမှာမပြင်းမအပ်တဲ့ပုဂ္ဂိုလ်တွေရှိကြပါတယ်။နောက်ပြီးမကောင်းမှုဆိုတာစိတ်ကြွေရာမရှိတဲ့အတွက်အကုသို့ကံကိုရှောင်လဲလို့မရနိုင်ပါဘူး။တိဗ္ဗံနေချာအပြစ်ရှာလို့မရနိုင်ပါမလဲ။မြန်မာဗုဒ္ဓဝင်ထဲမှာတော့မြေမျိုးတဲ့အပြစ်ဆိုတာတကယ်ရှိကြတယ်ဆိုတဲ့အကြောင်းဘုသူတအနေနဲ့တင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျာ။